မြမပြေမှာထင်းမခုတ်ရဆိုရယ်စာတန်းရေးထားတယ်။ဟုတ်ပြီဒီထင်းခုတ်တာဘာအတွက်ခုတ်တာလဲမေးကြည့်။ထမင်းချက်စားဖို့။ဒါပေမဲ့ထင်းမခုတ်ရဆိုရင်ထမင်းချက်ဖို့ဘာလုပ်ပေးထားမလဲ။တစ်ဖက်ကဖြန့်ပေးထားမယ်လေ။လျှက်စစ်ကိုသုံးရမလား။ gas မီးဖို့သုံးရမလား။ဖြန့်ပေးထားတစ်ခုပါ။ဖြန့်ပေးထားရင်သူကမခုတ်ဘူးအဲ့ဒါသေးချာတယ်။နော်။ အဲ့တော့တောဟာလူတွေကဒီထင်းနဲ့ပဲမိချက်တာဆိုတော့ထင်းမခုတ်ရလို့ဆိုသူဘာလို့သွားထမင်းချက်ဆံမှာခုတ်ခုတ်မှာပေါ့အဲ့ချက်တော့ဒါပဲပြဿနာဟာဒါပဲပိတ်လို့မရဘူးဆိုတာကိုစဉ်းစားကြည့်ပိတ်လို့မရဘူးလမ်းဖွင့်နေရမယ်တခုကဒါမလုံးနဲ့ဆိုဟိုကလှုပ်ဆရာတခုတော့ပေးရနော်လှုပ်ဆရာမပေးဘဲနဲ့မလှုပ်ရဘူးဆိုနေတဲ့တစ်ဖက်ကတင်လှုပ်ထားလို့ရှင်ဖောက်ထွက်သွားမှာပဲမရဘူး တစ်ဖက်ကလမ်းပိတ်ရမယ်တစ်ဖက်ကလမ်းဖွင့်ရမယ်အဲ့ဒါမှအောင်မြင်နိုင်တယ်အမေရိကန်တို့ဂျာမနီတို့သွားတော့မျိုးတွေမှတော်ကြီးတွေထင်းခုတ်ဖို့နေနေတာတာဘယ်သူမှတော့ကိုယ်အိမ်ထဲမှာကြိုးကြနေတယ်တက်ကိုင်းတောင်ဖယ်ဖို့တော်တော်ခက်တယ်သူတို့ဟာဖမပြေသွားတဲ့မျက်စိနဲ့ကြည့်မယ်ဆိုဟာထင်းနေကောင်းလိုက်တာလို့အောင်မင်း ကိုမှအဲ့ဒီအကိုင်းကျိုးကြရင်စိတ်ညစ်နေတယ်။ယူပြီးတော့အဲ့ဒီဒီအမိုက်သိန်းနဲ့ကားလာရင်တင်ပေးဖို့ရဆုထားရတယ်။မိုက်သိန်းပဲနေရ။အနုဘဆိုရင်ကိုဒါကြီးပြစ်ဖို့ဝန်တော့ဝန်ဘူးကြီး။ဘယ်သူမှလည်းထင်မခုတ်ဘူး၊ထင်မဖြတ်ဘူး။ဒီတိုင်းပဲဒီကိုင်းနေကျိုးကြဒီတိုင်းနေ။ဘာလို့မခုတ်တော့လျှက်စင်မီနဲ့ချက်နေကြတာလေ။ဘယ်ထင်ခုတ်မှာ။ဒုက္ခဘယ်သူခံမှာတော့ gas နဲ့ချက်မယ်လျှာစစ်နဲ့ချက်မယ်ဘယ်သူမှဒုက္ခမခံဘူးထင်းဘူးအဲ့တော့မြတ်စွာဘုရားရဲ့ဤစနစ်ကမလုံးတဲ့နဲ့လမ်းကိုပြောမယ်ဆိုရင် လုံးတဲ့လမ်းလမ်းကိုဖွင့်ပေးထားတာအမြဲတမ်းကြည့်လေမင်္ဂလာတုပ်ပဲကြည့်အတိဝနာသဘာလနာပဏိတနိသတိဝနာ မလုံးရမယ့်အောင်အရင်ပိတ်လိုက်တယ်မင်းတို့ဒီ uneducated တွေနဲ့မလုံးနဲ့ အတွေ့အတူလုံးမလုံးနဲ့လို့ပြောတာအာ educated တွေနဲ့အတူတူလုံးမလုံးနဲ့အသိပညာမရှိတဲ့လူတွေနဲ့အတူမလုံးနဲ့ဘာလောက်ကိုလူမိုက်လို့ပြန်တာကြတော့ဘလို့အသေးပဲရှိတော့အယက်သေးစားတောက်စားမိုက်မဲရံကထောင်ခဏနာကြတဲ့လူလို့စိတ်ကထင်နေတာနော်အဲ့ဒါပြောတာမဟုတ်ဘူးဘာလားဆိုတာဉာဏ်မရှိတဲ့လူကိုဘာလားလို့ခေါ်တာသူကြည့်ရင်တော့ပြုံးပြုံးရှင်ရှင်ပဲလူကြားထဲမှာနေတာသဘောကောင်းတယ် အဲ့ဘာလာအတွေးမှားနေတယ်ဟိုလူမိုက်ကလူဆိုးလူဆိုးနဲ့လူမိုက်ကွဲဖို့လို့သေးတယ်ကြလားဘာလာလူမိုက်ဆိုတာပညာမတတ်တဲ့လူပြောတာပညာမတတ်တဲ့လူ လုံးလိုက်လို့ရှိရင် ကိုယ့်ရကအကုန်ဖြစ်တယ်ပျက်စီးတယ်နော်မတတ်တဲ့လူလုံးရင်ကိုယ့်ရကအကုန်ဖြစ်တယ်ဥပမာမတတ်ဖဲနဲ့ကားတက်မောင်းတယ်ကားတိုက်တယ်မတတ်ဖဲနဲ့တခုသွားလို့တယ်ပျက်စီးတယ် uneducated ကိုဘာလားလို့မှတ်တာပို့ပြီးတော့အဆင်ပြေတယ်။ပညာမရှိတဲ့ပုဂ္ဂိုလ်လို့ဆိုလိုတယ်။ကုမ္ပဏီတစ်ခုလုပ်ကြည့်ပါလား။ uneducated ကိုဆရာတင်လိုက်လူကြီးခန့်ထားလိုက်ပညာမတတ်တဲ့လူလူကြီးခန့်ထားလိုက်အလောလောမမတွေလောက်ကုန်မှာပဲလေသိကြတယ်။ဒါကြောင့်မြတ်စွာဘုရားအတေဝနာသဗ္ဗလာနာမင်း uneducated တွေနဲ့ ညာမဲ့တဲ့ပုဂ္ဂိုလ်နဲ့တွဲမလုံးနဲ့တွဲလို့ရင်ထမင်းချက်ရင်လည်းထမင်းတူးလိုက်မယ်ဟင်းချက်ရင်လည်းစားကောင်းမှာမဟုတ်ဘူးအောက်ခြေသိမ်းလေးကအမိုက်လဲရင်တောင်တသက်ရရဖြစ်မှာမဟုတ်ဘူးရှုပ်သွားတာပဲဖြစ်မယ်ဒီလိုဘာလုပ်လို့မသေးမသက်ဖြစ်မှာပဲအကုန်မတတ်တဲ့လူလုံးလို့ရှင်မပြီးဘူးအဲ့တော့မြတ်စွာဘုရားအဲ့ဒီဘက်ကပိတ်ထားပြီးတော့ဒီဘက်ကဖွင့်ပေးလိုက်တယ်လေပဏိတန်နေသသေဝနာ သိပညာရှိတဲ့ပုဂ္ဂိုလ်တွေတတ်တဲ့ပုဂ္ဂိုလ်တွေ educated တွေနဲ့လုံးတွဲပြီးတော့အဲ့ဒါမှ လုပ်ငန်းဟာအောင်မြင်မယ်လို့သူတို့ပြောတာဘယ်ကိစ္စပဲဖြစ်ဖြစ်အခြေခံနေစပြီးတော့အဲ့လိုမတတ်တဲ့လူထိတ်မတင်နဲ့တတ်တဲ့လူကိုထိတ်ကိုတင်တင်ပြီးတဲ့အခါမှာလဲတတ်တဲ့လူရဲ့စွမ်းဆောင်မှုတွေကိုအတိမတ်ပြုရမယ်ပူဇာစပူဇက်နေရနာဆိုတာတိမတ်ပြုတာ ရာထူးတို့ပေးမယ်လာဃာတွေတို့ပေးမယ်တော့မင်္ဂလာတရားဆိုတာအဲ့ဒါပြောတာဘာသာရေးတစ်ခုတည်းမကြည့်နဲ့အဲ့ဒါလို့ဆုံးလို့တယ်ဟော